္လာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်လာရှိုးပြုတ်နယ်တွင်စစ်ကောင်စီတပ်တွေကဒုတိယဗိုလ်မှူးကြီးတူဦးဆောင်ကတပ်ဖွဲ့ဝင်318ဦး MNDAC မှလက်လက်ချအလင်းဝင်အောင်လာပါတယ်ကြောင်မဲနဲ့မိုးကုတ်တို့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေတွင်စစ်သားမသားအလောင်း80နဲ့လက်လက်60ကျော်ကိုတိုက်ဆက်ရကြီကစစ်တုံးမှန်း49ကိုအရှင်ဖမ်းမြေတဲ့တဲ့ပါဝင်နောက်ဆုံးရတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်ရှင် မဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုမြို့နယ်အတွင်းစစ်ကောင်စီတပ်တွေတက်ကဒုတိယဗိုလ်မှူးကြီးတို့ဗိုလ်မှူးနှုတ်ဗိုလ်ကြီး9ဦးတို့ဦးဆောင်ကစုစုပေါင်းတပ်ဖွဲ့ဝင်318ဦး MNDA စီနီမှာလက်လက်ချအလင်းဝင်ရောက်လာတယ်လို့ MNDA ကသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ22ရက်နေ့မနေ့10နိုင်အချိန်မှာစစ်ကောင်စီတပ်ကဒုတိယဗိုလ်မှူးကြီးတို့ဦးက ဘုံမှုနှုံးကိုခေါ်ဆောင်ကဘိုးကြီး၅ဦးနဲ့တပ်သားတွေပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း318ဦး MND တပ်ကိုလက်လက်ကျအလင်းဝင်လာခဲ့တာလည်းဖြစ်ပါတယ်။အဲလိုအလင်းဝင်ပြီးတဲ့နောက်မင်းအောင်လာရဲ့အာနာသိန်းတပ်ကိုတိုက်ထုတ်ဖို့အတွက်မဟာမိတ်တပ်ဖွဲ့မှပါဝင်လို့ကြောင်းထုတ်ဖော်ပြောဆိုခဲ့လို့လည်းသိရပါတယ်။ MND နိုင်ငံရေးဌာနရဲ့ရှေ့တန်းလုပ်ငန်းအဖွဲ့ကလက်လက်ချအလင်းဝင်ရောက်လာသူတွေကိုလက်ခံခဲ့ပြီးလက်လက်ချမှုနဲ့တော်လိုင်းတိုက်ပွဲမှာပါဝင်လို့တဲ့ဆန္ဒကိုကြိုဆိုခဲ့ပြီ လူတိုင်းရဲ့ကိုယ်ရေးကိုယ်တာလုံခြုံမှုကိုအမောက်ခံချက်ပေးထားလို့လည်းသိရပါတယ်။ MNDA တပ်ဖွဲ့ရဲ့မူဝါဒအရစစ်တုံးမန်းတွေအတွက်ဦးစားပေးကုသရေးမူဝါဒအရ MND တပ်ဖွဲ့ဟာလက်လက်ချတဲ့ဝန်ထမ်းတွေအတွက်အခြေခံအသက်မိုးဝမ်းကြောင်းလုံခြုံမှုကိုသာမကထိခိုက်ဒဏ်ရာရှိသူတွေနဲ့ဖျားနာဝန်ထမ်းတွေကိုအချိန်မီဆေးဝါးကုသမှုပေးခဲ့လို့လည်းသိရပါဗျ။ဒါအပြင်တပ်ဖွဲ့ဝန်တွေစီကလည်းလက်လက်ချအလင်းဝင်သူတို့ကို လက်ခံခြင်းတွင် MND တပ်ဖွဲ့ကတနက်နဲ့လက်လက်ခရင်အများအပြားကိုတိုက်ဆက်ရရှိခဲ့လို့လည်းသိရပါဗျ။ မန္တလေးရဲ့သတင်းတပုတ်ကိုတက်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းငဇုံမြို့နယ်မင်းနေကုန်းနယ်မြေရဲစခန်းကစစ်ကောင်စီတပ်သားတွေစခန်းကိုစုတ်ခွာထွက်ပြေးသွားပြီးတဲ့နောက်မှာနယ်မြေရှင်းလင်းစဉ်တွင်စိုက်ကတစည်းကိုတင်ဆက်ရရှိခဲ့ပြီးစခန်းကိုမီးရှို့ရှင်းလင်းခဲ့လို့နဂန်ဒီပျောက်ကြားတပ်ဖွဲ့မြင်းကြံကတာဝန်ရှိသူတို့ကပြောပြပါရတယ်။ဇွဲလ27ရက်နေ့မွန်လွန်နိုင်ခွဲလောက်မှာငဇုံမြို့နယ်မင်းနေကုန်းကျေးရွာနယ်မြေရဲစခန်းကစစ်သားနယ်ရဲတွေကားနဲ့ထွက်ခွာဖို့ပြင်ဆင်နေတယ်လို့သတင်းရလာကြောင်း တော်လင်းတစ်ဖက်ဝင်တွေကလမ်းခုလက်ကနေဖြတ်တောက်တက်ခတ်ဖို့သွားခဲ့လို့လည်းသိရပါဗျ။ဒါပေမဲ့အချိန်နှဲငယ်နောက်ကျသွားတာကြောင့်စစ်သားနယ်ရဲတွေဟာထုတ်ခေါ်သွားပြီးမြို့သားရဲစခန်းကိုရောက်ရှိသွားလို့ငကနီပျောက်ကြားတက်ဖွဲ့မြင်းချံကတာဝန်ရှိသူတို့ကပြပြပါဗျ။အဲဒီနောက်တော်လင်းအဖက်ဝင်တွေကမင်းနေကုန်ရဲစခန်းကိုသွားရောက်ပြီးနေမြင်ရှင်းလင်းပြုလုပ်စင်မှာဆိုင်ကတစည်းကိုတင်းစရာရှိခဲ့ပြီးရဲစခန်းတစ်ခုလုံးကိုလည်းမီးရှို့ရှင်းလင်းခဲ့လို့သိရပါဗျ။ စကန်းတဲ့တပုတ်ကိုတက်ဆက်ပေးကြပါရယ်စကန်းတန်းစကန်းမြို့နယ်မြသိန်းတန်ဖရာနီကျွာ300ရွာကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးမှုကြောင့်ဆိုင်ငန်းတွေနဲ့နေအများအပြားမီးလောင်ဖျက်ဆီးခဲ့တယ်လို့ မိငိမ်တက်မရအောင်ရေပိုက်တွေကိုပါဖြည့်ဆည်းခဲ့လို့ဒေသနေပြည်သူတွေကပြပြပါရယ်။ကျွဲလာ23ရက်နေ့မနေ့ပိုင်းအချိန်မှာစကိုင်းမြို့နယ်မြတ်သိန်းတန်ဖရားနေရှာရောက်ရွာမင်းကုန်းမြောက်ရွာနဲ့မင်းကုန်းတောင်ရွာတို့ကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖြည့်ဆည်းခဲ့ပြီးဈေးဆိုင်တွေနဲ့နေအအများအပြားမီးလောင်ဖြည့်ဆည်းခဲ့ရလို့လည်းသိရပါရယ်။ကြက်ဖက်စစ်တပ်ကမီးရှို့ပြီးချက်ချင်းမပြန်သေးပဲ။တနတ်တွင်နဲ့အဆောင်ထားကမီးငိမ်တဲ့သူကိုပြစ်မယ်လို့ပြောတာကြောင့် မီးလောင်တာအတော်ကုန်မှရွာသူရွာသားတွေထွက်ငင်းခဲ့ရလို့လည်းသိရပါဗါတယ်။အဲလိုမီးထွက်နှင်းသက်ပေးမဲ့လဲရေမလောင်အောင်တရလုံးကိုရေပေးနေတဲ့ရေပိုက်လိုင်းမီးကျိုးတွေကိုလည်းတနက်နဲ့ပစ်ပြီးဖျက်ဆီးသွားလို့ဒေသနေပြည်သူတို့ကပြပြပါဗါတယ်။ဒါအပြင်အကျန်းဖတ်တသားတွေဟာမင်းကုန်းတောင်ရွာနဲ့မြောက်ရွာကကျေးရွာနေပြည်သူ၆ဦးထက်မနည်းကိုဖမ်းဆီးခေါ်ဆောင်သွားလို့လည်းသိရပါဗါတယ်ရှင်။ ဒီတစ်ခါမှာတော့အကျန်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကမြင့်ဆွေစီကနေယာယီသမရယာရုကိုလွှဲပြောင်းရယူမှုဟာ 2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဖြစ်တယ်လို့အကြမ်းဖက်စော်မင်းတုံးကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။မေအောင်လန်ကဂျူလိုင်လ22ရက်နေ့မှာယာယီတမရမြင့်ဆွေစီကနေယာယီတမရယာရုနဲ့တာဝန်တွေကိုလွှဲပြောင်းရောက်ရလို့စစ်ကောင်စီကကြင်ညာပြီးတဲ့နောက်အကြမ်းဖက်စော်မင်းတုံးကအခုလိုထွက်ပြေးရှင်းလင်းကြတာလည်းဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်439အရအရေးပေါ်အခြေအနေကြင်ညာမှု ပုံမှန်412ရအရေးပေါ်အခြေအနေကြညာမှုဒီနှစ်ခုနဲ့ဆက်ဆက်ပြီးဆောင်ရွက် ပေါင်းဆက်ကြည့်မယ်ဆိုရင်အရေးပေါ်ကာလမပြည့်မြောက်သေးတဲ့ကာလအတွင်းမှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှပါဝင်တဲ့ပုံကိုချို့လစ်လက်သွားစေကမူကြံရှိတဲ့ပုံကိုတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားတဲ့တာဝန်တွေကိုမလွဲမသွေဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်လို့အကြမ်းဖက်ဇော်မင်းထွန်းကပြောပါရယ်ပုံမှန်412ခမှာဆိုရင်ယာယီသမရရဲ့ကျမ်းမာရေးအခြေအနေအရအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးကိုယာယီသမရကမတက်ရောက်နိုင်သည့်ဖြစ်စေအကြောင်းမျိုးမျိုးကြောင့်ယာယီသမရလစ်လက်သွားရင် ပုံမှန်၄၁၂ခန့်မှာပါတဲ့အခြေခံဥပဒေသဘောတရားများအရနိုင်ငံတော်ရဲ့အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်တွေကိုအဓိကဆုံးဖြတ်ပေးရတဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကိုဦးဆောင်ရန်အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်၄၁၉ရနိုင်ငံတော်ရဲ့အုပ်ချုပ်ရေးအာဏာကိုနိုင်ငံတော်သမ္မတကိုစားကျင့်သုံးဆောင်ရွက်နေတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတမရော်ကာကွယ်ဦးစီးချုပ်သာဖြစ်တယ်လို့အကြံဖက်ဆွန်မင်းထွန်းကပြောပါရယ်။အ ဒါအပြင်အကြမ်းဖက်စစ်ကောင်းဆောင်မေအောင်လိုက်မှာအခြေခံဥပဒေပုံမှ416ကျော်အာနာ3ရလုံးရှိနေပြီးကာလုံခုံချဲမှာမေအောင်လိုက်အနေနဲ့ယာယီသမရအနေနဲ့ဆောင်ရွက်သွားမှာဖြစ်တယ်လို့အကြမ်းဖက်စွန်မင်းထွန်းကပြောပါရရှင်ကချင်ပြည်နယ်တရတပေါက်ကိုတင်ဆက်ပေးကြပါမယ်။ကချင်ပြည်နယ်မြကြီးနားမြို့နယ်ဖားကန့်မြို့နယ်အပါအဝင် မြို့နယ်အများစုမှာမိုဘိုင်းဖုန်းနဲ့အင်တာနက်လိုင်းတွေ၃ရက်ကြာပြတ်တောက်နေတယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သတင်းနာကိုပြောပြပါရတယ်။ ဇွန်လ21ရက်နေ့မနေ့ပိုင်းကနေစတင်ကမိုဘိုင်းဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်သွားတာဖြစ်ပြီးဇွန်လ23ရက်နေ့ညနေပိုင်းထိပြန်လည်ရရှိခြင်းမရှိသေးဘူးလို့ဒေသနေပြည်သူတွေကပြောပြပါဗျ။မိုဘိုင်းဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်သွားတဲ့အတွက်မြကြီးနားမြို့ပေါ်မှာအွန်လိုင်းပေးမန့်တွေလည်းသုံးမရတော့ဘဲဘဏ်တွေမှာငွေလွှဲတာ ငွေထုတ်တာတွေအခက်အခဲဖြစ်ပေါ်နေသလိုစီးပွားရေးလုပ်ငန်းတွေအားလုံးလည်းထိခိုက်မှုရှိနေတယ်လို့သိရပါတယ်။မြေကြီးနာမြို့ပေါ်မှာတော့ MPD ရုံးကအရေးပေါ်အင်တာနက်သုံးစွဲဖို့အတွက် Starlink အင်တာနက်ဖွင့်ပေးထားတဲ့အတွက်ကြောင့် MPD ရုံးကအင်တာနက်ခဏတာသုံးစွဲလို့ရနေသေးတယ်လို့ဒေသနေပြည်သူတို့ကပြောပြပါရရှင်။ ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘက်ကတော့ကြောင်မဲမြို့နယ်နဲ့မိုးကံမြို့နယ်တို့မှာဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်သားမတားလောင်း80နဲ့လက်လက်60ကျော်ကိုသိမ်းဆည်းရရှိခဲ့လို့တရားနယ်လေးကပြောပါရယ်ဂျွိုင်းလာ20နေ့ကနေ22နေ့အတွင်း ကြောင်မဲမြို့နယ်အကြံဖက်စစ်တပ်ရဲ့တပ်မ17လောက်ခန်းခလာရ200နှင့်203ကစစ်ကောင်စီတပ်သားတွေတပ်ဆွဲထားတဲ့နန်းစီလင်းဖုန်ကြီးကြောင့်အေရှာဝေါ်တိုးဂိတ်တို့ကိုတောင်းတတော် TNL PDF ကြောင်မဲ KI တို့ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခတ်သိမ်းပိုက်ခဲ့တာဖြစ်ပြီးစစ်သားမသားလောင်း54လောင်းနဲ့စစ်တုံးပန်း30ဦးကိုအရှင်ဖမ်းဆီးရမိခဲ့လို့လည်းသိရပါဗါဒါအပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေစီကနေလက်နဲ့ MA1 26လဲ MA3 26လဲ MA4 လေးလဲ MA11 ဆက်နဲ့လဲ MA2 ဆက်လဲငကြီးမီတလက်45 mm နဲ့လဲ120 mm တလက်နဲ့အတူစစ်သုံးဆောင်ပစ္စည်း80ကျော်ကိုတင်ဆက်ရရှိခဲ့လို့လည်းသိရပါဗါးအလားတူမိုးကုတ်မြို့နယ်ကရဲနာချင်းပုံကျောင်းနဲ့ကလားကျောင်းမှာတက်ဆွဲတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတောင်းတက်မလို့တည်ရနေလေ PDF ဘက်ကဖပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တက်ခရရာမှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်းသိရပါဗျ။မိုးကုတ်မြို့အရှေ့ပိုင်းရဲစခန်းမှာလည်းတောင်းတမတော် TNN နဲ့ PDF မိုးကုတ်ပြူဟာပူပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတက်အလဲပိုင်းတိုင်းစစ်တနာကျောက်လောက်ခံခလာရ87 88တို့ဟာမနေ့ကနေ့လယ်ပိုင်း7:55မိနစ်အချိန်မှာတိုက်ပွဲဖြစ်ပွားခဲ့လို့လည်းသိရပါဗျ။ဒါအပြင်မိုးကုတ်မြို့ချမ်းသာကြီးရွာတိုက်ပွဲမှာလည်းစစ်ကောင်စီတပ်သားတွေစီကနေတနက်တလဲ စစ်တုံမှန်16ဦးကိုဖမ်းဆီးရမိတယ်လို့သိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရလို့ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။